ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အားကြိုးဆိုကုန်ပြူတာအဖြစ်လိုင်းလင်မျိုးမှဈေး၌အသိပညာပေးလက်ကမ်းစာဆောင်များ recycle ပတ်များဖြန့်ဝေတဲ့တည်င်းကိုတင်ဆက်ပါမယ်ခင်ဗျာ2025ခုနှစ်ဇွန်လ9ရက်နေ့တွင်ကြာရောက်မည်ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အားကြိုးဆိုကုန်ပြူတာအဖြစ်လိုင်းလင်မျိုးမှဈေး၌ကမ္ဘာတဝန်ပလတ်စတစ်ညဉ့်ဉန်းမှုဆုံးတက်ရေးစုပေါင်းအဖြစ်ဆောင်ရွက်ပေးခေါင်းစဉ်ဖြင့်အသိပညာပေးလက်ကမ်းစာဆောင်များ recycle ပတ်များအား ယနေ့မွန်လွဲပိုင်းကတာဝန်ရှိသူများမှဖြန့်ဝေခဲ့ပါတယ်။အဆိုပါတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးလက်ကမ်းစာဆောင်တွင်တစ်တော်တစ်ပင်စိုက်ပျိုးခြင်း၏အကျိုးကျေးဇူးများတစ်ပင်များကို အလွန်အကျွံခုတ်ခြင်းကြောင့်ဖြစ်ပေါ်လာသောဆိုးကျိုးများဓာတ်မြေဩဇာဓာတုပိုတက်စေဆွေးမြေရန်ခတ်သောပလတ်စတစ်အမိုက်များ၏မြေထုနှင့်ရေထုအပေါ်ဆိုးကျိုးတက်ရောက်မှုများလေထုညဉ့်ဉန်းမှုများ၏ဆိုးကျိုးများကုန်းနေရည်နေတဲ့တဝါများအတွက် ပတ်ဝန်းကျင်ကောင်း၏အရေးပါပုံစသည့်အသိပညာပေးအကြောင်းအရာများကို ဖော်ပြထားကြောင်းသိရှိရပါသည်ခင်ဗျာ